အားလုံးပဲမင်္ဂလာပါရှင်။မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါလိမ့်ရှင်။ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ပါကစ္စတန်နိုင်ငံမှာလည်းခရီတိုအိုရီတွေထွက်လာတော့မယ်ဆိုတဲ့သတင်းနဲ့အတူတတိထားကြရမယ် Trading View Premium Credit ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါလိမ့်ရှင်။ညီမကတော့စီစဉ်တင်ဆက်သူကီကီပါ။ ပထမအဆုံးသတင်းတပေါ်အနေနဲ့ပါကစ္စတန်နိုင်ငံမှာလည်းခရစ်တိုအိုရီတွေထွက်လာတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။နိုင်ငံတိုင်းက blockchain ပညာတွေမှာဦးဆောင်ခြင်းနေကြပါပြီ။ US လိုနိုင်ငံကြီးက cryptocurrency တွေကိုအပိအမြောက်ပြုလာတာနဲ့အတူကမ္ဘာနိုင်ငံတော်တော်များများဟာလည်း cryptocurrency တွေကိုအိုရီထုတ်ထင်းချုပ်ရင်းအသုံးချနိုင်ဖို့ကြိုးစားလာကြပါပြီ။တချို့နိုင်ငံတွေကတော့အသုံးချနိုင်ဖို့ခြင်းမကပဲ blockchain ပညာတွေမှာဥစားနိုင်ဖို့အထူးပါကြွေးကြော်လာကြတာကိုလည်းတွေ့ရပါတယ်။ ဒါဟာလည်းအစိုးရတွေရဲ့လက်သုံးစကားလို့ဖြစ်နေပြီးဘာလို့လို့ဥဆောင်နိုင်ရမယ်ဆိုတဲ့ရည်မှန်းချက်ရှိကြပုံပါပဲ2022ခုနှစ်တုန်းကမှ cryptocurrency တွေအလုံးကိုဘန်းပစ်ဖို့ဗဟိုဘဏ်ကထုတ်ပြောခဲ့မှုတဲ့အထိ crypto အပေါ်သဘောထားတင်မာခဲ့မှုတဲ့ပါကစ္စတန်အစိုးရဟာလည်းနှစ်နှစ်ကျော်အကြာလေးမှတင်သဘောထားပြောင်းလဲလာခဲ့ပြီး cryptocurrency တွေကိုဥပဒေပြုထိန်းချုပ်ဖို့စီစဉ်နေပါပြီဒီလိုမျိုးဥပဒေတွေတိတိကျကျသေးသေးချာချာပြဋ္ဌာန်းနိုင်တဲ့အခါပါကစ္စတန်နိုင်ငံတွင်းကိုနိုင်ငံခြား crypto ရင်းနှီးမြှုပ်နှံမှုတွေဝင်လာနိုင်ကြောင်းမျှော်မှန်းထားသလို ပါကစ္စတန်နိုင်ငံအတွင်းမှာအသက်30အောက်လူဦးရေဟာ60ရာခိုင်နှုန်းအထိရှိနေတာကြောင့်ဒီပမာဏဟာခရစ်တိုနယ်ပယ်မှာအလုံးဝင်လုံနိုင်ဖို့လုံလောက်တဲ့ပမာဏဖြစ်ကြောင်းလည်းပါကစ္စတန်ခရစ်တိုအကြံပေးအဖွဲ့ကဆိုထားပါတယ်။လောလောဆယ်မှာတော့ပါကစ္စတန်ဗန္ဒာရေးဝန်ကြီးဌာနကဦးဆောင်ပြီးခရစ်တိုဥပဒေတွေထွက်လာနိုင်အောင်ကြိုးစားနေတယ်လို့တချိန်ထဲမှာပဲပါကစ္စတန်နိုင်ငံဟာခရစ်တိုယဉ်ကျေးမြောက်နှံမှုတွေကိုဖိတ်ခေါ်ကြောင်းအကြံပေးအဖွဲ့ CEO ကဆိုထားပါတယ်။ လက်ရှိမြေပြင်မှာလည်းပါကစ္စတန်နိုင်ငံနဲ့နိုင်ဂျီးရီးယားနိုင်ငံတို့ဟာနေဆက်ဖြတ်ကြောင်းငွေပိတ်ချေမှုတွေမှာခရစ်တိုကိုကြေကြေပြန့်ပြန့်သုံးနေပြီးပုံမှန်ဖန်စနစ်နဲ့ငွေလဲတာထက်ဆိုင်ရင်ငွေလဲကဟာ900ခိုင်နှုန်းကနေ900ခိုင်နှုန်းအထိတက်တာသွားကြောင်းလည်းသိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တည်ထားကြရမယ့် Trading View Premium Credits ရဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်။ Trader တယောက်ဆိုရင်ချက်ပေါ်မှာပုံတွေလျှောက်ဆွဲလို့ကောင်းတဲ့ Trading View ကိုမသိသူရှာပါတယ်။ ထိုင်တင်းနဲ့ပတ်သက်လာရင် indicator တွေစုံပြီးလုံးလုံးရနိုင်တာတွေအတော်များလာကြောင်းထိုင်တင်း view premium ဝယ်သုံးသူတွေလည်းရှိကြပါတယ်။ဒီကာလတွေအတွင်းမှာ crypto နဲ့သက်ဆိုင်တဲ့ channel တွေ community တွေမှာထိုင်တင်း view premium ဆိုပြီး craft finance လိုက်ပုံနေကြတာကိုတွေ့ရပါတယ်။ဒီ craft finance ထဲမှာ malware တွေပါလာနိုင်ပြီး malware တွေဟာကိုယ့်ရဲ့ device တွေကနေ crypto တွေကိုခိုးယူနိုင်ကြောင်းကြံ့ကျင့်သူတွေကတတိပေးထားပါတယ်။ထိုင်တင်း view premium ပါပြီးသားဆိုတဲ့ software ကိုတင်လိုက်တဲ့အခါမှာ ဆော့ဝဲတွေကထရိုဂျန်မဲဝဲဟာကိုဒက်ဖိုက်တွေက crypto wallet တွေကိုခိုးယူတာမျိုးတွေဖြစ်လာနိုင်တာကြောင့်ဒီလို craft fan တွေကိုမသွင်းမိစေဖို့တတိပေးထားပါတယ်ဒီ credit ထဲမှာပါတဲ့မဲဝဲ program တွေဟာ lambda stella နဲ့ atomic stella တို့ဖြစ်ပြီး lambda ဟာ crypto wallet တွေနဲ့ browser တွေမှာချိတ်ဆက်ထားတဲ့ 2fa အချက်အလက်တွေကိုခိုးယူဖို့ဒီဇိုင်းဆွဲထားတာပါ Atomic ကတော့ device တစ်ခုထဲက admin data တွေနဲ့ password တွေကိုခိုးယူတာတွေအတွက်နာမည်ကြီးပြီးအခု TradingView Premium Credit ထဲမှာဒီ malware တွေပါဝင်နေမှုဟာသုံးမိသူတွေအတွက်အန္တရာယ်ကြီးပါတယ် ဒါကြောင့်ဖြစ်နိုင်ရင် official license နဲ့ပဲသုံးသင့်ပြီး credit card viral ကိုက်တာရကနေကိုယ် challenge တွေပါသားနိုင်နေဆိုရင် NFT ထွင်ရမယ့်နေရာမှာပစိမ့်နဲ့ထွင်နေရတယ်လို့ဖြစ်သွားနိုင်ပါသေး။ဒါကတော့မြန် crypto ကနောက်ဆုံးရရှိထားတဲ့တဲ့တင်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။